ီဘက်တုံညားထိတ်ကစားမယ်ဗျာနော်တုံညားထိတ်တုံညားထိတ်ကကြပြီလားမကြသေးဘူးလားတုံညားထိတ်မထွက်သေးဘူးနော်อืมဟုတ်တာပေါ့တုံညာထိတ်ကမထွက်သေးဘူးဗျတုံညာထိတ်တလုံးတော့ကစားနေတာပဲကစားမယ်တုံညာထိတ်နဲ့ခဏလေးလူဆောင်ရင်းနဲ့ကျွန်တော်ဒီမှာနမူနာလေးပြเนาะကျွန်တော်တို့ ဟိုဘက်မနစ်ကတော့ကနော်ကျွန်တော်တစ်တစ်လျှောက်အောင်ခဲ့တဲ့ site မျိုးနောက်ပြီးကတော့ကိုရှိခွန်နော်ဆယ်ကွက် line နေကျွန်တော်တို့ပြခဲ့တာရှိတယ်တို့ဒီလို1 8 6လို့ထောင်းရင်တစ်ထိတ်နဲ့ထောင်းနော်တစ်ထိတ်နဲ့ထောင်းလို့ရတယ်ဒီထောင်းသလုံး8လို့ယူလို့လည်းရတယ်နော်ဒါလိုက်တော့အဲဒီမှာ1 8 6လို့ထောင်းရင်6ပါဝါတစ်ထိတ်နဲ့တွဲထောင်းနောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့1 6လို့ထောင်းရင်6ပါဝါတစ်ထိတ်နဲ့တွဲထောင်းเนาะ အဲ့ဒီမှာကပထမကတ်မှာလဲ3ခါဒုတိယကတ်မှာလဲ3ခါပဲထွက်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့186လို့အဲ186လို့ထောင်းရင်တိထိတ်နဲ့ထောင်းမယ်3ခါထွက်မလားဆိုပြီးကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဒီဘွဲမှာကျွန်တော်တို့ကအပူမအပူဆိုပြီးတော့186ကျွန်တော်ရေးပေးခဲ့နော်ပောက်တဲ့လူတွေလည်းပောက်ကြတယ်186ကိုအဲ့ဒီမှာ ြီးခဲ့တဲ့ပွဲမှာလောလောလတ်လတ်ကျွန်တော်ပြောခဲ့တာရှိတယ်၈3 6လို့ထောင်ရင်၈နောက်ပိတ်နဲ့တွဲထောင်တယ်နော်၈3 6 9နောက်ပိတ်နဲ့တွဲထောင်နောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့၈3 6 9လို့ထောင်ရင်၈နောက်ပိတ်နဲ့တွဲတယ်နော်ဒါကျွန်တော်ပြောခဲ့တယ်နောက်ဒီမှာကျွန်တော်ပြောတယ်၈3 6နော်အဲ့ဒီ736လို့ထောင်ရင်6အခွနဲ့ထောင်တယ်736 6လို့ထောင်ရင်8ပိတ်နဲ့98အခွ10အခွဆိုပြီးကျွန်တော်ဒီမှာရေးပြီးခဲ့တယ်เนาะ မယုံလို့မထိုးတော့မပေါက်ကြဘူးပေါ့ဗျာနော်ထွက်ပြီးမှအဟုတ်ပါလားဆိုတာဖြစ်လာအဲ့ဒီမှာ6 3 6လို့ထောင်တယ်6ထိပ်စီက6အပူးနဲ့ပဲဒီမှာ6 3 6လို့ထိုင်ရင်6ထိပ်စီကအပူးနဲ့ပဲဒီမှာလည်း6 3 6လို့ထိုင်ရင်6ကအပူးနဲ့ပဲနော်အပူးအခွတက္ကာ369 68ခွနဲ့ဒါဒီမှာ369 68ခွနဲ့အဲ့ဒီမှာလည်း369လို့ထောင်မလားထောင်ရင်8ပိတ်နဲ့ထောင်မယ်8 9အခွနဲ့ ီမှာကျွန်တော်ဆယ်ခွဲရေးတယ်အဲ့ဒီမှာကျွန်တော်ကိုချစ်ရှိအဲ့တုန်းကရေးပေးခဲ့တာနော်အခုဒီဒီဒီပွဲမှာရေးပေးခဲ့တာဒီပွဲရတော့လာထွက်ကျွန်တော်ကျွန်တော်ရေးပေးထားတဲ့နေရာမှာသူထွက်တာကွက်တီပဲညရှိကိုရှိအခုအဲ့ဒါဘာလို့ပြောတော့ဆိုတော့အဲ့ဒါမျိုးတွေကဖြစ်တတ်တယ်ဒါတခြားအထောက်တွေရှိတယ်နော်ကျွန်တော်မပြောတော့အဲ့ဒီပွဲမှာဒီပွဲမှာသူကနှိရေကြိုက်တယ်နော်ဒီကောင်လည်းနှိရေကြိုက်တယ်အချင်းကြီးတာမကြိုက်တာဒီဒီ 7369ဟာသူကဒါနှစ်ရည်အကြိုက်ပဲအကျဉ်းရည်တာမကြိုက်တာအခုဒီကောင်လည်းနှစ်ရည်ကြိုက်တယ်အကျဉ်းရည်တော့မကြိုက်ဘူးပေါ့နော်ဒီနားမှာနှစ်ရည်ကတော့ကျွန်တော်ရည်မပြတော့ဘူးဗျာနော်ဒီ1 1ကို9နဲ့နေရောဒီစုံ6စုံနေရော1 6အဲဒီကောင်နှစ်ရည်ဒီကောင်မကြိုက်ဘူးနော်မကြိုက်ဘူးဟုတ်တယ်ဟိုကောင်လည်းမကြိုက်ဘူးနေရောခုနဲ့ပေါင်းရင် ဟုတ်တယ်တစ်ကိုတစ်ကိုခွန်နဲ့ပေါင်းရင်၈ဆိုတော့ဒီမှာ၈ဆုံးနဲ့ခုနှစ်တခါဒီ၈ဆုံးကိုခွန်နဲ့ပေါင်းရင်၅အဲဒီကနေနှစ်ရေကြိုက်တော့ကြိုက်တယ်နော်ကျွန်တော်လည်းပြောမလဲအဲ့ဒီမှာဘယ်နှစ်ရှားလဲဆိုတော့ရေကွက်ကိုဒါရေကြည့်လိုက်တော့နှစ်ရေရတော့ကြိုက်တယ်ကျွန်တော်ဒီ၄၈เนาะ၄နောက်ပိတ်၈ထိပ်စီအဲ့၄နောက်ပိတ်နဲ့၄နောက်ပိတ်နဲ့၈ထိပ်စီရဲ့ဇောင်းမှာ 63ည683ညလို့ထည့်စီသုံးလုံးသူထောက်ထောက်မယ်เนาะနှစ်ထည့်စီရေးဘေးမှာပဲ683ညလို့သူထောက်ထားတာရှိတယ်အဲ့ဒီမှာနှလုံးခွန်တာတွေဒီဆောင်သုံးလုံးက3လို့ဖြစ်တာတွေเนาะဒါတွေပဲကြည့်သေးတယ်အဲ့ကနေကျွန်တော်တို့နှစ်ရေးအကြိုက်ပဲလာလိုက်လို့ရှင်ဒီ6ရှစ်เนาะ6နောက်ပဲ8ထည့်စီလို့ဖြစ်တယ်ဒီနှလုံးက8ဒီဆောင်သုံးလုံးက4 တကယ်ဒီဘက်ဘေးမှာတစ်ထည့်စည်းလို့ရိုက်တယ်အဲ့ဒီမှာဇောင်းထည့်စည်းတောင်သုံးလုံး683ညပဒီ683ညလိုက်ထောင်တယ်ပေါ့ဗျာเนาะ683ညသူထောင်တာရှိတယ်အဲ့ဒီဖြစ်စဉ်မျိုးက683ညလို့သူထောင်တာအခုဒီမှာတခါ၄နောက်ပိတ်၈နောက်ပိတ်လို့ဖြစ်တယ်ထဲနှလုံး၉ဇောင်းသုံးလုံး၅3ညထည့်စည်းရဲ့ဘေးမှာ၄683ညလို့ပေါ့နော်683ညလို့သူထောင်မှာ အဲ့ဒီမှာ683ညတော့ဝါးသွားတယ်ပုံကလည်းဒီမှာသူ683ညသူထောင်းတယ်နော်ဒီမှာလည်းသူက683ညလို့သူထောင်းတယ်အခုဒီနေရာမှာလည်း683ညထောင်းမယ်ဆိုရင်တော့သူကထောင်းလို့ရတယ်ပေါ့နော်အထောက်တွေအများကြီးရှိတယ်အဲ့ဒီ site ထဲမှာတခုထူးခြားတာကသူကဒီကနန်းက303ခွန်ကြီးဖြစ်သွားတာကျွန်တော်အစောက1အောင်မေးလို့ ဒီနေရာမှာကျွန်တော်ကလန္နာက3.31လို့ဖြစ်နေတာ3.31ဖြစ်နေတော့အားကျွန်တော်ကဒီ683လို့ထောင်းရင်6ပါဝါ1အပိတ်နဲ့တွဲထောင်းမယ်လို့ကျွန်တော်အဲ့လိုတွေးလိုက်တာမဟုတ်ဘူးဒီကနေ့ခွန်ကြီးဖြစ်နေเนาะခွန်ကြီးဖြစ်နေတော့အဲ့ဒါကိုမယူတော့ဘူးကျွန်တော်တို့3ညအထိတ်စီတစ်လုံးပဲယူမယ်ဒီဘွဲမှာသူဒီနှလုံးခွန်ဒီသုံးလုံးက3 အဲ့ဒီဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှစ်နဲ့ကကိုကိုပါပါ तू ကဒီလိုလေးတာလားဗောနော်ဒီမှာလဲအတူရှိတယ် तू ကဒီနှလုံးရှစ်ဒီတက်နဲ့ပေါင်းရင်ကိုအဲ့ကိုကဒီထောင်သုံးလုံးလေးတာလားအခုဒီမှာကဒီနှလုံးကကိုဒီ၃ညထိုင်နေပေါင်းရင်ကိုပဲအဲ့ကိုပါပါဒီသုံးလုံးလေးမယ်ဆိုရင်ဒါလေးလို့ရတာပါ တုံညာထိတ်စီထဲ့မယ်အဲ့ဒီမှာဒါကတော့အတွေးပေါ့ဒီနှစ်ဥက3ခါเนาะအဲ့ဒီ3ခါဒီမှာ3ခါနဲ့ထွက်တာလားဒါဆိုရင်ဒီမှာနှစ်ဥမှာ1ခါရှိတယ်အဲ့ဒီ1ခါကဒီမှာ1ခါနဲ့ထွက်တာလားဒုတိယကမ္မကနှစ်ဥမှာ9ခါရှိတော့အဲ့ခွန်ကိုကျွန်တော်တို့ကဒီနေရာမှာ9ခါနဲ့ထည့်မလားเนาะချိန်မှာကကျွန်တော်ဒီမှာ1 1အပိတ်ဒီမှာလဲ1အပိတ်ဒီမှာလဲ1အပိတ်လို့ကျွန်တော်အဲ့လိုတွေးလိုက်လို့เนาะ တကယ်ဆိုရင်ဒီကောင်ဒီကောင်မဟုတ်ဘူးဒီကောင်တစ်ပိတ်လို့မရဘူးเนาะခွန်တုံညအတွဲလိုက်ပဲရမယ်အော်ဒီတုံညကဒီ6ချစ်တုံညလို့ထောင်တော့အင်းဒီတုံညဗရိတ်နှစ်ဗရိတ်၄ဗရိတ်ပေါ့เนาะသူကတုံညဗရိတ်ဒီမှာနှစ်ဗရိတ်ဒီမှာတကယ်လို့၄ဗရိတ်ဆိုရင်တော့ခွန်နောက်ပိတ်ထွက်သွားလို့ရတာပဲเนาะတုံညခွန်ခွန်လို့ထွက်သွားလို့လည်းရတယ် အဲအဲ့ဒီလောက်တော့ကျွန်တော်တို့မတွေးတော့ဘူးကျွန်တော်လိုချင်တာကပြောချင်တာကဒီဘွဲမှာတုံညာထိတ်စီတလုံးကစားမယ်ဆိုရင်ကစားလို့ရတယ်နော်ကျွန်တော်တို့ကစားမှာပဲသူ့အမှကစားမှာပဲဆိုတော့အဲ့တုံညာထိတ်နဲ့တုံညာထိတ်နဲ့ကဏ္ဍတကွက်ကျွန်တော်ပြမယ်တုံညာထိတ်နဲ့ကဏ္ဍကဒိမင်ကဏ္ဍမဟုတ်ဘူးနော်တုံညာထိတ်နဲ့ကဏ္ဍဆိုရင်ကျွန်တော်မိတ်ဆွေတွေသိပါတယ်ဒိမင်ကဏ္ဍမဟုတ်ဘူးတုံညာထိတ်စီနဲ့ကဏ္ဍဆိုရင် 3ည3ပဲကျွန်တော်ပြနော်အပေါ်ကနေစပြရင်ကောင်းမလားအောက်ကနေစပြရင်ကောင်းမလားအဲကျွန်တော်တို့ဒီအောက်ကနေပဲစပြီးတော့ပြလိုက်မယ်နော်ဒီ3ည3ခွန်ဒီအပေါ်ကနေပြန်ကြလာတဲ့ခဏနော်ပြန်ကြတယ်အဝါရောင်ခဏလေးပြန်ကြနော်အဲ့ဒီပြန်ကြခဏကနေ1 2 3 4လို့သွားလိုက်နှစ်နောက်ပိတ်တယ်သူအောက်ဆောင်မှာပြန်ရကြနော်ပြန်ကြခဏ ကြတယ်။တုံညာခါနဲ့ကရန်ကြတယ်။တခါသူကနေနေ့ရီကြိုက်ပဲလာလိုက်ဒီမှာ900ဆိုတဲ့ကရန်သည်အပေါ်ကနေပြန်ကြကြတယ်။ကြပြီးတော့နေသူကနေ1 2 3 4 4 5ချိန်သွားလိုက်။၃နောက်ပိတ်သူအောက်ဆောင်မှာပြန်ကြနော်။ခုနကပြန်ကြကရန်ရဲ့နှစ်ဘွဲကျော်နှစ်ပိတ်အောက်မှာပြန်ကြ။ပြန်ကြကရန်ရဲ့နှစ်ဘွဲကျော်၃ပိတ်ရဲ့အောက်ဆောင်မှာပြန်ကြ။အခုဒီမှာ390ပြန်ကြ။သူကနေနှစ်နေကျော်၄နောက်ပိတ်သူ့အောက်ဆောင်မှာ ပြန်ကြကိုကျွန်တော်တုံညာထိတ်စည်းနေကျွန်တော်ထဲတော့เนาะအဲ့လိုထဲ့မယ်ဆိုရင်ဒီပရိတ်6ရဲ့တပွဲကျော်ပရိတ်9ရဲ့တပွဲကျော်ပရိတ်10ရဲ့တပွဲကျော်เนาะပရိတ်10နဲ့အပူရဲ့တပွဲကျော်ပြန်ကြပရိခွန်အပူရဲ့တပွဲကျော်ပြန်ကြပရိ6နဲ့အပူရဲ့တပွဲကျော်ပြန်ကြအဲ့ဒီပြန်ကြမှာကြခင် तू က ဒီဆောင်တပွဲကြော်မှာကိုးထိပ်စီအရင်တည်းတယ်ကိုးပါဝါပရိလေးတို့ရိုက်နော်ဒီကိုးထိပ်စီကိုးပါဝါပရိလေးသူအောက်ဆောင်တပွဲကြော်မှာပြန်ရကြပြဲမှလည်းအတူတူပဲကိုးထိပ်စီအောက်ဆောင်မှာပရိလေးလေးနော်ကိုးလေးပါဝါတစုံရိုက်ထားတဲ့အောက်ဆောင်မှာပြန်ရကြအဲ့ဒါဆိုရင်ဒီမှာကိုးထိပ်စီသူထည့်သွားတာကိုးရှိခွန်ကိုထည့်ဒီထဲလို့ကိုပါပါသူကဒီမှာပဒိ၄ထောက်လို့သူ့ရဲ့အောက်ဆောင်မှာပြန်ကြခဏကျွန်တော်တို့ကစားမယ် ဲ့ဒီကစားတဲ့ခဏန်းလေးဒီအပေါ်မှာတုံညာခါနဲ့ထွက်ခဲ့တဲ့ခဏန်းเนาะအဲ့ဒီမှာတုံညာ5 6ပြန်ကြတော့လေတုံညာခါနဲ့ခဏန်းအဲ့ဒီနေရာမှာထွက်မဲ့ခဏန်းစီလေအပေါ်မှာတုံညာခါနဲ့ထွက်ထားတဲ့ခဏန်းဆိုရင်နှစ်ကွက်သေးရှိတယ်เนาะခုနကကျွန်တော်တုံညာခွန်ရှိတွဲလို့ယူပြခဲ့လို့เนาะအဲ့တုံညာခွန်ရှိတွဲကိုယူမယ်ဆိုရင်တုံညာခွန်တုံညာဆိုတဲ့ခဏန်းတစ်ကွက်ဒါရန်ထားလို့ရတယ်เนาะ အဲ့မှာဒီတုံညပါတဲ့ခဏန်းနေဒီအပေါ်မှာတုံညခါးနဲ့ထွက်ခဲ့တဲ့ခဏန်းဖြစ်ကြမယ်နော်အဲ့ဒီတုံညရဲ့နှက်ခတ်ကဒီနှလုံးခွန်လို့ရိုက်တယ်ခွန်နှက်ခတ်ဒီမှာတုံညပိတ်ထားအဲ့ဒီမှာလက်တုံညာခါးနဲ့ခဏပြန်ကြတယ်တုံညာရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်တယ်ခွန်ရဲ့နှက်ခတ်တုံညာလို့နောက်ပိတ်ထားတယ်เนาะ ဒီမှာလဲတူတူပဲဒီတုံညာခါရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်ပြီးခွန်ရဲ့နှက်ခတ်တုံညာနောက်ပိလို့ထည့်ထားတယ်เนาะအဲ့လိုထည့်ထားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီခွန်ဒီခွန်လေးဒီ तू ကခွန်ပါဝါပရိတ်နှစ်နှစ်ထိတ်လို့ရိုက်ထားတာเนาะပရိတ်နှစ်ထိတ်စီပရိတ်နှစ်လို့ရိုက်ထားပြီးမှဒီနှလုံးကိုခွန်လို့ရိုက်တာ တစ်ခါဒီမှာလဲကျွန်တော်ပြောခဲ့တဲ့တုံညာခါရဲ့နှစ်ခါဒီနှလုံးခွန်လို့ရိုက်တော့အဲ့ဒီခွန်ပါဝါဒီမှာဗရိတ်နှစ်နှစ်ထိတ်သူကစားပြီးမှဒီနှလုံးနောက်ပိတ်နေထိတ်နေကိုခွန်လို့ထွက်တာအခုဒီမှာနှစ်ထိတ်စီနှစ်ပါဝါအဲ့ဒီနှစ်ထိတ်စီဗရိတ်နှစ်နှစ်ရဲ့ပါဝါဒီနှလုံးကိုခွန်လို့ရိုက်ထားတာနော်ခွန်ရဲ့နှစ်ခါတုံညာအပိတ်ခွန်ရဲ့နှစ်ခါတုံညာအပိတ်ခွန်ရဲ့နှစ်ခါတုံညာအပိတ်အဲ့ဒီမှာ ဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်ကိုးရှိတယ်နော်ဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်ကိုးရှိတယ်ဒီနှစ်ထိပ်စီရဲ့ဇောင်းမှာဗရိတ်ကိုးရှိတယ်အဲ့ဒီကိုးတွေကိုးတွေကိုးတွေဒီကနန်းပြန်ကြတဲ့အချိန်မှာကိုးထိပ်စီဗရိတ်လေးလို့ထောက်ပြီးအောက်ဇောင်းမှာသူကပြန်ရကြနော်အဲ့ဒီခွန်နှက်ခတ်၃ညအောက်ဇောင်းမှာဗရိတ်ကိုးချီတယ်အဲ့ဒီဗရိတ်ကိုးဒီဒီ၃ညခါနဲ့ကနန်းပြန်ကြတော့သူကကိုးထိပ်စီ ပရိလေးအရင်ထောက်ပြီးမှเนาะသူ့ဆောင်တပွဲကြော့မှာပြန်ညာကြတယ်အဲအခုလဲဒီမှာပရိ၉ထောက်ထားပြီးပြီဒီမှာလဲ၉ထိတ်လဲတဲ့ပြီ၉ပါပါပရိလေးလဲရိုက်ပြီသူ့ရဲ့ဆောင်မှာ၄နောက်ပိတ်လဲထည့်ပြီเนาะဒီနေရာမှာထွက်မဲ့ကဏ္ဍကိုတုံညာပါတဲ့ကဏ္ဍပြန်ချာကိုကျွန်တော်ကတုံညာထိတ်စီနဲ့ပြန်ညာဆိုရင်တုံညာ၉၃လို့ကျွန်တော်ယူခြင်းတယ်เนาะအဲတုံညာ၉၃ဆိုတော့ရှေ့ပေါင်း၉ဟုတ်ပြီ အဲ့ဒါဆိုရှေ့ပေါင်းကူနည်းနည်းကြည့်ကြည့်မယ်ရှေ့ပေါင်းကူကိုနည်းနည်းကြည့်ကြည့်မယ်ရှေ့ပေါင်းကူကိုဒီ site ကသူကတော့တစ်ပိတ်နဲ့တော့ထည့်ခိုင်းတာဝင်မယ်ကျွန်တော်ကတော့တစ်ပိတ်နဲ့တော့မထည့်ဘူးဒါပေမဲ့ကိုကိုတော့ကြိုက်တယ်ဘာလို့ကိုကိုကြိုက်လဲဆိုတော့တုံညတုံညတုံညကိုကိုကိုတစ်ဆယ်ဆက်တဲ့တုံညတုံညကိုတစ်ဆယ်ဆက်တဲ့อืม နေုံကြကျွန်တော်ကလည်းကြောင်တောင်းတောင်းရင်စိတ်မှာခြေပေါင်းကိုကိုနည်းနည်းကြိုက်တယ်ဆိုတော့ခြေပေါင်းခွန်ရှိကိုခွန်ရှိကိုနော်ကျွန်တော်ဒီနားမှာ၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ည၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ညနော် ီမှာ၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ညာလို့သူဖြစ်တယ်နော်ခွန်ဗရိတ်ခွန်ဗရိတ်ခွန်ဗရိတ်၃နောက်ပိတ်၃နောက်ပိတ်၃နောက်ပိတ်အဲ့ဒီနောက်ပိတ်နဲ့ဗရိတ်30ဖြည့်ရှင်းနေကကျွန်တော်ဒီနေရာမှာကိုထိတ်နဲ့တစ်ပိတ်နဲ့30လို့ဒီမှာကိုထိတ်နဲ့တစ်ပိတ်30ကိုထိတ်နဲ့တစ်ပိတ်30လို့ကျွန်တော်ဒီလိုမျိုးစွဲထားတာเนาะဒါအချိန်ကြီးအကြိုက်ပဲအဲ့ဒီမှာ အဲ့ဒီတိပိတ်တဆယ်တာမဆယ်တာကိုတော့သိပြီးတော့မသိဘူးဒီဗရိတ်ခွန်ဒီသူ့ရဲ့တနှစ်ကျော်1 2 3 4 5 6ချိန်မှာရှေ့ပေါင်းခွန်လို့သူထည့်အော်ဒီနောက်ပိုင်းနဲ့ဗရိတ်30လို့ဖြစ်တယ်သူ့အောက်မှာဗရိတ်ခွန်ကဒီမှာရှေ့ပေါင်းခွန်အော်ဒီမှာထိတ်နေအဗရိတ်နဲ့30လို့ဖြစ်တယ်သူကနေတနှစ်ကျော်အချိန်ခိုက်ဆင်းလာလိုက်သူ့အောက်မှာထွက်ခဲ့တဲ့ဗရိတ်ရှစ်ဒီရှေ့ပေါင်းရှစ်လို့ကျွန်တော်ထည့် အဲ့ဒီမှာနောက်ပိုင်းနဲ့ဗရိတ်ခွန်30ဖြစ်တယ်သူအောက်မှာထွက်တဲ့ဗရိတ်9ကိုဒီဘွဲမှာရှေ့ပေါင်း9လို့ကျွန်တော်ထည့်မယ်เนาะအဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့တုံညာထိပ်စီးနဲ့ကင်မယ်ဆိုရင်ရှေ့ပေါင်း9ကိုဒီကနန်းပဲထည့်လို့ရတယ်เนาะအဲခုနကဟာခုနကဟာသက်သက်ပေါ့လေဒီ site လေးနဲ့လည်းကြိုက်ရင်ကိုယ့်ကိုထိုးပေါ့ဒါကျွန်တော်တိတ်တော့မကြိုက်ဘူးเนาะကျွန်တော်ယူရင်ရှေ့ပေါင်း9ပဲယူမှာအဲ့မှာသူကဒီဗရိတ်ခွန်ရဲ့ဇောင်းမှာ ထက်စီ3လုံးက9နော်ရှစ်ပတဲ့ရဲ့ဇောင်းမှာဒီ3လုံးက10ဒီ9ပတဲ့ဇောင်းမှာဒီ3လုံးက17နော်1 39လို့စီနေရရိုက်တယ်အဲ့ဒီ9ကိုကျွန်တော်တို့ဒီနေရာမှာอืม9ကိုလို့ရိုက်ပြီးတော့တဲ့ဒီနေရာမှာနေုံကျွန်တော်တို့ဒီထိပ်စီ3လုံး9ကိုဒီနေရာမှာထိပ်နှလုံး9လို့ကျွန်တော်ထည့် ဒီသုံးလုံးကိုဒီနှလုံးကကိုနောက်ပိတ်ကထိတ်လို့ပဲတခါဒီသုံးလုံး၁၀ကိုသူ့ရဲ့အောက်ဆောင်မှာထိတ်နှလုံး၁၀လို့ရတယ်အဲ့ဒီ၁၀လို့ရဲလိုက်တာနဲ့နောက်ပိတ်ကထိတ်လို့ထက်နော်ဒါဆိုရင်ဒီမှာသုံးလုံးက၁အဲ့ဒီ၁ကိုထိတ်နှလုံး၁လို့ထည့်ရင်၃ထိတ်စီ၃ထိတ်စီလို့ထည့်လိုက်တာနဲ့ ဒီ၃နောက်ဘိတ်ကထိတ်လို့ဝင်မယ်ဆိုရှေ့ပေါင်း၉ဖြစ်အောင်36အတွဲကို10နောက်ဘိတ်နဲ့36 10ဆိုတဲ့ကနေတကွက်ထွက်တယ်နော်အဲ့ဒီမှာက तू က၃ည၃ည၃ည၄ဖြစ်ခဲ့လို့၉ထိတ်နဲ့10ဘိတ်နဲ့၃ည၉ထိတ်နဲ့10ဘိတ်နဲ့၃ည၉ထိတ်နဲ့10ဘိတ်နဲ့၃ညလို့ယူလဲရတယ်နော်ဒါရတယ်ဆိုတာပြောပြအဲ့ဒီဘရိတ်ခွန်ကိုရှေ့ပေါင်းခွန်လို့ထည့်မယ်ဒီဘရိတ်ရှစ်ကို ရှေ့ပေါင်း၈လို့ထည့်မယ်။နော်ဒီပရိတ်၉ကိုရှေ့ပေါင်း၉လို့ထည့်မယ်။ဒီထောင်၃လုံး၉ကိုထည့်နှလုံး၉လို့ထည့်မယ်။ထောင်၃လုံး၁၀ကိုထည့်နှလုံး၁၀လို့ထည့်မယ်။ထောင်၃လုံး၁၁ကိုထည့်နှလုံး၁၁လို့ထည့်မယ်။အဲ့ဒီလိုထည့်လိုက်မှကျွန်တော်တို့အောက်ကနေ၄နောက်ပိတ်ကထည့်၁နောက်ပိတ်ကထည့် ၃နောက်ဘိတ်ကထိဆိုပြီးတော့သူ့ဝင်မယ်နော်အဲ့တော့၃ထိတ်ကိုဒီစကတိုင်းကယူပြီးကစားရဆိုရင်ကျွန်တော်တို့ဒီနေ့အမလေးဒီနေရာမှာကျွန်တော်တို့390လို့ရထိုးလို့မရဘူးလားရတာပဲနော်ဘာလို့လဲပြီးခဲ့တဲ့ဝက်ကျွန်တော်ပြောခဲ့တယ်ကိုခါအောက်မှာပြန်ကြအခုကိုလည်းကိုခါဖြစ်နေတာပဲသူ့အောက်မှာကိုခါပြန်ကြကြရင်လည်းကြမှာပေါ့လေနော်ဒါတော့ကျွန်တော်တို့မပြောတတ်ဘူးအဲကြကြမကြကြအဲသူကြချင်းကြလေကြလိမ့်မယ်မကြချင်လည်းမကြဘူးပေါ့နော် ့ဒီ site မှာက ကျွန်တော်လိုချင်တာက ရှေ့ပေါင်းကိုเนาะသုံးတက်တာမတက်တာဒီရပေါင်းရင်းတိဖြစ်တာမဖြစ်တာကျွန်တော်မသိဘူးကျွန်တော်သိတာရှေ့ပေါင်းကိုပဲကျွန်တော်သိရှေ့ပေါင်းကိုနဲ့တင်းနောက်ပိနဲ့ပဲကစားသွားမလားရှေ့ပေါင်းကိုကိုဒီကဏ္ဍနဲ့ကိုးသွားမလားเนาะဒါတော့ကိုယ့်ဘက်ကိုပြန်စစ်ကြပါအဲ့ကျွန်တော်လိုချင်တာကဒီ line ကိုလိုချင်တာ ူကဒီ1 3ဆိုတာရှိတယ်เนาะเนาะဒီမှာ3ခွန်3ခွန်3ခွန်ဆိုတာရှိတယ်အဲ့ဒီ3ခွန်နေနဲ့သူကအကြိမ်ခိုက်တယ်မအောက်ဆောင်မှာသူကဒါကိုးထိတ်တယ်သူ့ဆောင်မှာကိုးထိတ်တယ်ဒါသူ့ဆောင်မှာကိုးထိတ်စီးတယ်သူထည့်ခဲ့တာเนาะအဲ့ဒီကိုးထိတ်စီးရဲ့အောက်နှစ်ပွဲကျော်မှာထွက်တဲ့ခဏကပြန်ကြเนาะသူ့အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏပြန်ကြ အဲ့ဒီကိုထိတ်စီရဲ့အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏဒီပွဲခဏန်းစီပြန်ကြဒါကြလို့ရတယ်နော်။တုံညာကို3ထည့်လို့ရတယ်ရှေ့ပေါင်း6နဲ့ခဏန်းနော်ထည့်လို့ရတယ်ပေါ့ဗျာနော်။ဒါကျွန်တော်အဲ့ဒါပြောပြ။ဒီနေရာမှာကတကယ်လို့ရှေ့ပေါင်း6ကို3 6နဲ့ရှေ့ပေါင်း6မယ်ပြန်ရကြမယ်ဆိုရင်3 6ဆိုတဲ့ခဏန်းနော်မမေ့နဲ့။ကြပြီးသွားပြီဆိုပြီးအထင်မသေးနဲ့3ခါရဲကြတာတွေအများကြီးရှိတယ်။နော်ဒါလေးအမှတ်ရလို့ထည့်ပြောတာ။ ဟုတ်ကျွန်တော်ကတော့တုံညာထိတ်ကိုကြိုက်တယ်ဒီပွဲကိုเนาะဒါတည်းကျွန်တော်တို့ဖြစ်ခဲ့ဘူးတာကိုဟုတ်တယ်မလားအဲဒီမှာ68တုံညာလို့ထောင်းရင်ထောင်းလို့ရနေတာပဲเนาะဒီမှာလဲ68တုံညာထောင်းဒီမှာ68တုံညာထောင်းထောင်းမယ်မထောင်းမယ်ဆိုတော့ကျွန်တော်တို့လည်းမသိဘူးပေါ့เนาะတို့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့73 69လို့ထောင်းခိုင်းတာ ထောင်တာပဲ၄တထိုးကိုရှေ့ပေါင်း၉နဲ့၁နောက်ပဲအင်းနော်အဲ၆ဆုံးပြီးတော့ဒီခွန်ဇွန်းတဲ့ခုနှစ်ထဲမှာလေကျွန်တော်တို့ဒီမှာ7369နော်7369ထောင်ခိုင်းတာထောင်တာပဲထောင်ရင်8ပိတ်နဲ့ကျွန်တော်ပြောခဲ့တယ်နော်ထောင်ရင်8ပိတ်နဲ့အခုဒီမှာကျွန်တော်တို့7369လို့များထောင်မလားမသိဘူးထောင်ရင်8ပိတ်နဲ့ထောင်ရမယ်ထောင်တာပဲနော် စေကွက်ထိုးလို့လဲကျွန်တော်ပြောတာပဲကျွန်တော်မိတ်ဆွေတည်းကျွန်တော်မယုံလို့မထိုးကြတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်ကပြတဲ့တာဝန်ပဲရှိတာနော်လိုက်ထိုးပေးမယ့်တာဝန်တော့မရှိဘူးကိုဟာကိုတော့မှမထိုးနိုင်ဘူးလိုက်ထိုးပေးမယ့်တာဝန်တော့မရှိဘူးပြတဲ့တာဝန်ပဲရှိတာအဲ163အဲ3361တို့365တို့နော်ဒါကြိုက်ရင်လဲထိုးပေါ့ဒီကောင်ကတော့390နော်ဒါ390 ပြန်ကြကျွန်တော်ပွဲတိုင်းထည့်ပေးပါတယ်မလွတ်ဘူးပွဲတိုင်းထည့်ပေးတယ်ပွဲတိုင်းထည့်ပေးတယ်တဲ့ထွက်တာမထွက်တာတော့မသိဘူးထည့်တော့ထည့်ပေးတယ်ပြီးခဲ့တဲ့ပွဲကကျွန်တော်၈ထိပ်စီးနဲ့ပြန်ကြဘူး၈၉ခွန်ကျွန်တော်ထည့်ရှာလိုက်တာ၈၉ခွန်ထည့်လိုက်တော့ကျွန်တော်ဒီ line မှာ တိတ်တော်မှာကစားခြင်းမို့နော်ကျွန်တော်ပြတော့ပြပေးလိုက်ပါမယ်ကျွန်တော်မိတ်ဆွေတွေလည်းအပြင်းပြေကြည့်ရတာပေါ့ဒီလိုင်းမှာတဲ့ပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်ကစားလိုက်တာဘယ်လိုလဲဆိုတော့ဒီကောင်ကိုကျွန်တော်ကနှိမ့်ရီမကြိုက်တော့ကျွန်တော်ထည့်မပြဘူးနှိမ့်ရီဘာလို့မကြိုက်တော့ဆိုတော့ဒီကောင်ဂျားထဲမှာနှိမ့်၄၅နှစ်ခြာဒီမှာကျတော့ဂျားထဲမှာနှိမ့်၄နှစ်ပဲခြာတာတက်နှစ်กว่าတယ်ဒီ6 ါခါနော်ကျွန်တော်ဒီမှာ6ခါ तू ကနေတန်းတန်းလာတပွဲကျော် तू ကနေတန်းတန်းလာတပွဲကျော်6ခါအဲ့ဒီ6ခါရဲ့ဘေးမှာဇောင်းမှာကျွန်တော်တို့6ခွန်ခါနှလုံး6နော်ကဲဒီ6ခါရဲ့ဘေးမှာ88ခါနှလုံး6စီနီယာနဲ့လာတာနော်ဒီမှာ6ခွန်ပြီးတော့ဒီမှာ88 88ပြီးတော့ဒီမှာခွန်6လို့ပြန်ဖြစ်တာခါနှလုံး6အဲ့ဒီ6ဒီသူ့အောက်ဆောင်မှာ 6နှစ်ခတ်ဒီခါနှလုံး6ရေနှစ်ခတ်9ခါခွန်ပိတ်နောက်ပေါင်း6ပေါ့ဗျာเนาะ9ခါခွန်ပိတ်နောက်ပေါင်း6ဆိုကျွန်တော်တွေ့အဲ့ဒီမှာလည်း6ဒီ6ခါ6နှစ်ခတ်9ခါနဲ့ခွန်ပိတ်နောက်ပေါင်း6လို့ကျွန်တော်ထည့်ချတယ်အခုဒီနေရာမှာ6နှစ်ခတ်9ခါကိုကျွန်တော်ကပြီးခဲ့တဲ့ပွဲကဒီလိုထည့်တာ8 9ခွန်ဆိုပြီးကျွန်တော်ထည့် အဒီနေရာမှာကိုးခါကိုနောက်ပေါင်း6နဲ့ကိုးခွန်နောက်တွဲထည့်မလားအဲကျွန်တော်တို့ကဒီနေရာမှာဆရာတိုင်းပြနေတယ်ဒီ၃ညထိပ်ပြန်ကြကိုးထိပ်ပြန်ကြ၈ထိပ်ပြန်ကြဆိုရတယ်အာဒါဆိုရင်၈ထိပ်စီးနဲ့ပြန်ကြဆို၈ကိုးခွန်ကျွန်တော်ထည့်ချလိုက်ကိုနော်ထိုးတဲ့လူကတော့တွတ်ရမှာပဲမထိုးတဲ့လူကတော့မရဘူးနော်ကျွန်တော်တို့ကလိုက်ထိုးပေးလို့ရတော့မဟုတ်ဘူးအဲ့မှာသူကကိုးခါကြတယ်ဒီမှာလဲကိုးခါတော့ကြတယ်ဒီမှာလဲကိုးခါကြတယ် ခွန်တော့မပိတ်ဘူးရှင်းနဲ့ပိတ်တယ်အဲသူ့အောက်မှာဒီ၃ခါကနောက်ပိတ်နော်တက္က၉ခါရဲ့အောက်မှာဒီ၄ခါကနောက်ပိတ်နော်ဒီမှာကျတော့ငားမဖြစ်ဘူး၄ကြီးပဲဖြစ်နေတာအဲ့တော့၄ခါကနောက်ပိတ်မှာလားဒါမှမဟုတ်ရင်ငားနောက်ပိတ်မှာလားဘာလို့တော့စီနီယာလည်းထည့်လို့ရတယ်၃၄ဒီမှာ9ပိတ်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့3 6 5ဆိုတဲ့ကနေဒါထည့်သွားလို့လည်းရတယ် ဲ့လိုမယူဘူးဒီလေးခါသည်နောက်ပိတ်လို့ယူမယ်ဆိုရင်လည်းဒါဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာတစ်ထိတ်ကတစ်ထိတ်ထဲစီကူးတယ်ဗောနော်ဒီမှာလဲ9က9လို့ကူးတယ်ဒီမှာ2က2လို့ကူးမလားနော်ဒါကအတွေ့အဲ့ဒီတစ်သည်ကျွန်တော်ဒီခွန်နောက်ပိတ်ဗရိ9ရဲ့အောက်ဆောင်မှာတစ်ထိတ်လို့ထည့်တယ်ခွန်နောက်ပိတ်ပြီးတော့ဒီမှာ6နောက်ပိတ်ဗရိ4အောက်ဆောင်မှာ9ထိတ်လို့ထည့် ကျင်ကြိုက်ပဲဆင်းလာလိုက်ဒီမှာကိုးနောက်ပိတ်ပရိတ်သုံးသူ့အောက်ဆောင်မှာနှစ်ထိတ်လို့ထည့်အဲ့ဒီခွန်ကိုအဲ့ဒီတစ်ကိုကျွန်တော်တို့ကဒီမှာတစ်တစ်ထည့်စီကူခိုင်းမှာဒီငါးကိုဒီမှာငါးငါးထည့်မယ်ဒါဆိုရင်ဒီနှစ်ကိုဒီမှာနှစ်ထိတ်ကနှစ်ထိတ်လို့ကျွန်တော်တို့ထည့်မယ်ဆိုနှစ်လေးအတွဲလို့ရတယ်နော်ကျွန်တော်တို့မကြိုက်ဘူးဒါပေမဲ့ကြိုက်တဲ့လူရှိရင်ထိုးပေါ့လीနော်မကြိုက်ဘူးဆိုတာက ဒီ site မှာထည့်မယ်ဆိုရင် तू อ่ะ6ค้าထည့်ရမှာပဲส่งค้าပဲဝင်มาเนาะတို့4 6ဒီမှာ8လို့ထည့်မယ်ဆိုရင်ဒါ2 4 8ဆိုတဲ့ခဏမျိုးထည့်သွားလို့ရတယ်เนาะကြိုက်တဲ့လူရှိရင်လည်းထိုးပေါ့ကျွန်တော်ကတော့မကြိုက်ဘူး3ရထည့်စည်းနေပဲကြိုက်ပြီဒီခဏမှကြိုက်တယ်เนาะပြီးခဲ့တဲ့ဘွဲอ่ะไอ้6ခွန်ကိုကျွန်တော်ไอ้6ခွန်နောက်တွဲနဲ့កောက်ထည့်တာ8ထည့်နဲ့ပြန်ကြဆို 1695မှန်တကယ်ဆိုဒီဘွဲက668ဩရမယ်ဘွဲဘွဲ6ခွာကြိုထွက်သွားတော့ဘာလုပ်လို့ဘာခံရမှန်းမသိဘူးဖြစ်သွားဘာမှမလုပ်ရှုပ်တယ်ဒီကနေ့မဲ့ထိုးပဲဒီကြတဲ့ဘွဲလည်းကျွန်တော်ပြောခဲ့တယ်ဒီလေးပရိတ်အောက်ဆောင်မှာပြန်ညကြလို့ရတယ်နော်မဟုတ်ရင်နောက်ဘွဲကြလို့လည်းရသေးတယ်လေးပရိတ်ကနှမျိုးထပ်နေတာဒါပေမဲ့အဲ့ဒီလေးပရိတ်တွေက ပြန်ကြကနားရဲ့ဆောင်းမှာပရိတ်လေး၄ပါပါ၉ထိပ်ဒီမှာ900ပြန်ကြရတယ်ပရိတ်၄၉ထိပ်တယ်ဒီမှာခွန်သုံးညသုံးပြန်ကြရတယ်ပရိတ်၄၉ထိပ်သူ့ရဲ့အောက်ဆောင်းမှာနှစ်ပိတ်၃ပိတ်ဒီမှာ၄ပိတ်လို့ရိုက်အဲ့ဒီအောက်ဆောင်းမှာမှာသုံးညပါတဲ့ကနားပြန်ကြနှစ်64ပြန်ကြထွက်နေမှာပြင်ဆရာတဲ့မပြောတတ်ဘူးပြီးခဲ့တဲ့ပွဲတုန်းကတော့နှစ်64တွေနှစ်34တွေ စီနီယာကိုကျွန်တော်အတည့်လို့ရှင်တာဟုတ်ပြန်ကြစီနီယာကိုအတည့်လို့ပြန်ကြခဲ့တာဒါပေမဲ့ကနန်းများကလည်းဗျာနော်ဟိုကိုကကတ်တိကတ်တတ်တွေလိုက်တွေးရင်လည်းမဖြစ်ပြန်ဘူးပြီးခဲ့တဲ့ဘွဲကျွန်တော်ပြောတဲ့ပြန်ရဆိုင်ကတိတိကျကျကြည့်လေနော်ငါးလေးသုံးဆိုငါးလေးသုံးစီနီယာတက်တက်ပဲရှေ့နှလုံးလဲညီကိုပဲနောက်နှလုံးလဲညီကိုပဲဖြစ်နေတာဒီမှာလဲအတူတူပဲဒီကနန်းပြန်ကြတော့ 654လေညီကိုတက်တဲ့ပဲကြာတာเนาะညီကိုတက်တဲ့ပဲကြာတော့ရှေ့လဲညီကိုပဲနောက်လဲညီကိုပဲအခုဒီမှာကြတော့သူကလည်းရှေ့လဲညီကိုတာပဲနောက်လဲညီကိုတာပဲညီကိုတော့မှန်တယ်ပြန်ရမှဖြစ်ဘူးအပူကြီးဖြစ်နေတာเนาะအဲ့တော့သူလှဲ့ခြင်းရင်သူကပေါတိပေါချာလှဲ့မှာပဲအဲ့မှာပြီးခဲ့တဲ့ဘွဲကကျွန်တော်နောက်ဆုံးစာရေးတင်လိုက်တာလေးနောက်ဘက်ကလေးထိန်နဲ့ထွက်တဲ့ညီကိုကနန်းပြန်ကြเนาะ ဒီမှာ၅နောက်ပိတ်က၅ထိုင်နဲ့ထွက်တယ်ညီကိုကလည်းပြန်ရအဲအဲ့မှာကျွန်တော်လိုက်ကြည့်တော့6နောက်ပိတ်အောက်မှာထွက်တဲ့ညီကိုဆို3နှစ်4ပဲရှိတယ်6နောက်ပိတ်က6ထိုင်နဲ့ထွက်ထားတဲ့ကလည်းဆို6 4 6ဒါပဲရှိတယ်အဲ6 4 6ကိုကျွန်တော်မတင်ကြလို့စာလေးရေးပြီးတင်ပေးလိုက်တာ4 6 6ရန်ထားဆိုပြီးတော့ဒါလေးတင်ပေးတယ်နော်ပမာတကယ်6နောက်ပိတ်အောက်မှာထွက်တဲ့ညီကိုဆိုဒီကနန်းတစ်ခွက်တည်းရှိတယ်အဲ့ဒါကိုကျွန်တော်မှာ မထွက်ဘူးပေါ့ဗျာနော်မထွက်တော့လဲမထွက်နဲ့ပေါ့အဲဒီ site တွေကကျွန်တော်ခဏခဏပြဘူးပါတယ်အဲ့မှာကျွန်တော်ပြောမယ်တကယ်လို့အချိန်ကအချိန်ကတန်းတန်းထွက်မယ်ဆိုဒီကနန်းလည်းထွက်ရတယ်နော်နိနိခွန်ကျွန်တော်တို့ကအကြိမ်ကြိုက်တွေမယူတော့ဘဲနဲ့တုံညာခါကဏ္ဍနေလိုက်ယူတာတုံညာခါနေကဏ္ဍเนาะခွန်နေတုံညာတွေထောက်ထားလို့ဒီခွန်နေတုံညာတွေထောက်ထားเนาะဒီခွန်နေတုံညာတွေထောက်ထားလို့ဒီတုံညာကခါနဲ့ထွက်တဲ့ကဏ္ဍ ော်ဒီတုံညာကခါးနဲ့ထွက်တယ်ခင်ဗျာဒီတုံညာကခါးနဲ့ထွက်တယ်ခင်ဗျာအဲ့ဒီကနန်းနေကမှာအခုကျွန်တော်တို့ဒီတန်းတန်းကိုလေးပရက်ရိုက်ထားတဲ့ဆောင်နော်လေးကိုလို့ရိုက်ထားတဲ့လေးကိုလို့ရိုက်ထားတဲ့အောက်ဆောင်နော်ကာမကောရင်တော့ပြန်ဆောင်မပါတုံညာကိုသုံးပါဒီပွဲမထွက်လဲနောက်ပွဲလဲကျွန်တော်ထိုးမှာဒီပွဲမှာတော့တုံညာထိတ်နေနှစ်ကွက်တော့ထိုးပေါ့ဗျာနော်တုံညာ သုံးလို့ဒီလိုတော့ကြိုက်တာပေါ့ရှေ့ပေါင်း6ရှိတာပေါ့နော်ဒီလိုလဲပြောလို့ပဲရမယ်ဒါရန်ထားခုနကစိုက်ကဆိုရင်လည်းဒါသုံးထိပ်စီရရှိနေပြန်တာပဲဟုတ်တယ်မဟုတ်လားဘယ်ဟာလာမယ်ကျွန်တော်တို့တော့မသိဒီစိုက်ဆိုရင်ဒါသုံးထိပ်စီရညင်းလုံးမမရဘူး ကိုယ့်အကူစာရွက်နဲ့ရေးနော်ကျွန်တော်ရေးပြီးတော့ကနန်းနဲ့ရေးပြီးတင်မပေးတော့ဘူးကိုယ့်အကူလိုက်ပြီးတော့မှတ်ထားလိုက်တော့အလုံးဆိုတော့ကျွန်တော်ကျွန်တော်ကြည့်ဒီလိုလေးပဲဓာတ်ပုံရိုက်ပြီးတော့ယူပြီးတော့စာရွက်နဲ့ကိုယ့်ကိုမှတ်ထားလိုက်တော့အနှစ်ကိုသုံးလဲထည့်ထိုးရင်ထိုးပေါ့ရေးပေးမနေတော့ကိုယ့်ကိုဓာတ်ပုံရိုက်ပြီးအဲ့ထဲကတုံညာထိတ်စီးနေကဏ္ဍလေးတွေကြိုက်တာ